ကရင်ပြည်နယ်မြောက်ရီမြို့တောင်ဘက်လေးကီကော်မြို့တစ်ကိုပြန်ရရေးအနာတင်းစစ်တပ်နဲ့သူတို့ရဲ့လောက်ကန် BGF တို့ပူးပေါင်းပြီးအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်နေတာတလားကြော်လာပြီမဲ့တော်လိုင်းပွန်တပ်ဖွဲ့တွေကတောက်ခံထားနိုင်စေဖြစ်ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ21ရက်ကစလို့စစ်ကြောင်း၅ကြောင်းတိဖြန့်ပြီးထိုးစစ်ဆင်နေရာကြောင်းနေမီချွတ်လက်လွတ်ရပြီမဲ့အလုံးစုံကိုတော့စီအိုစုဘက်ကမထိန်ချုပ်နိုင်သေးဘူးလို့စီအေးသတင်းရင်းမြစ်တွေကအမိကိုပြောပါတယ်။ အာနာသိန်းစစ်တပ်ကလူရင်အပြင်လေကြောင်းပုံးကျဲမှုနီးပညာမြင့်တရုံ120ဖျားပြင်းလက်နက်ကြီးတွေလုံခြုံသုံးပြုတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။အဲ့ဒီစီအေးချင်းနေနဲ့ပတ်သက်လို့အဲ့ဒီမှာတိုက်ခိုက်နေတဲ့မြေပြင်စီအေးတရင်မြစ်တူကအခုလိုပြောပါတယ်။ဟုတ်ဒီကောင်တွေကအဲ့ဟိုပါပေါ့။ပကြီးကနေပေါင်းပြီးတော့ဆားဆားပကြီးနဲ့ပေါင်းပြီးတော့လေကိကောအဲ့ဒါလက်သက်လုံးနဲ့မရဘူးဖြစ်နေတယ်ပြန်မလန်ကြတယ်လေ။လေကိကောကခုချိန်ကြီးတော့ဟိုတောက်ခံထားနိုင်လုံးမဲ့ ြန်ကြတော့လည်းသူဟာလေးခေါ်တော့မရသေးဘူးအရှိကျွန်တော်အရှလန်ပပလေရောကျွန်တော်ဒီတော်တိုင်းဖွဲ့နေတဲ့တော့လည်းလည်းချနေကြတယ်အခုလေးတည်းပဲဒီချော်လေးကောင်းကနေပြီးတော့အလုံးကြီးနှလုံးထောက်ရတယ်လုံးကြီးနှလုံးနှလုံးထုတ်လိုက်တယ်ပြီးတော့ဒီနေ့အဒီဘာလို့လဲမဆာဆာတဲ့ရှိဟိုကျွန်တော်ပေါင်းနေတဲ့အပြည့်စုံနဲ့ဝင်လာအများကြီးပဲဒါပေမဲ့၄ကီကောချုပ်နေရတွေကိုကရင်မျိုးသားလွတ်မြောက်ရေးတက်မှာတော့ KNL ဥဆောင်တဲ့ မာမိတ်တက်တွေက ခွာစစ်စင်တဲ့အနေနဲ့ယာယီနောက်ဆုတ်ထားတယ်လို့မြေပြင်တော်လိုင်းသတင်းရင်းမြစ်ကဆက်ပြောပါဗျ။ကီဂိုမြို့တင်တဲ့အာရှလန်ကိုအင်အားလုံးရင်းနဲ့ထိုးစစ်စင်လာတဲ့စေအုစုကိုကရင်နယ်ခြားဆောင်တပ် BGF ကလမ်းပြပြင်လက်နက်ကြီးပစ်ကူမှုတွေဒီနေ့ထိပြုလုပ်နေတယ်လို့လည်း MBA ရဲ့မြေပြင်စီရေးသတင်းရင်းမြစ်ကပြောပါဗျ။အခုရက်ပိုင်းတွင်စစ်တပ်ဘက်ကဒေသခံဒုံးတွေပါဝင်မြေပြင်ကစစ်မှုတန်းတင်နန်းစစ်တပ်သားတွေကို မူရစ်စေချေးပြီးတပ်ပစ်ခိုင်းတာမျိုးတွေထိပြုလုပ်နေတယ်လို့လေကိကောဒေတာခန်တူကပြောပါတယ်။ဒါကြောင့်တော်လိုင်းတက်တဲ့ဘက်ကပြစ်မနိုင်လောက်အောင်ဖြစ်ပေါ်နေတယ်လို့မင်းဆိုင်နဲ့တန်းဆယ်မမလက်နက်ကြီးနဲ့အလုံးရနေကြီးပစ်ခဲ့တဲ့အတွက်လေကိကောမျိုးနေရာတချို့ကိုစစ်တပ်ကထိန်းချုပ်ထားပေမဲ့အခုရပိုင်းမှာဆလတ်ဒိုစစ်စင်မှုတွေမလုပ်နိုင်သေးဘူးလို့အဲဒီကဒေတာခန်ကပြောပါတယ်။ကီနန်နီမာမိတ်တပ်ဘက်ကယာယီတက်ဆုတ်ထားပေမဲ့နှစ်ဖက်စစ်စင်ရေးတင်မနေတဲ့အခြေအနေမှာဆက်ရှိနေတယ်လို့လည်းတော်လိုင်းတပ်ဖွဲ့ဘက်ကသိရပါတယ်။ စီအေကက်ခက်စီဂျန်ဘူကြီးစင်ရောင်ကလည်းလေးကြီးကိုမြို့နယ်တစ်ခုလုံးကိုစစ်တပ်ဘက်ကအလုံးစုံမထိန်းချုပ်နိုင်ဒီပဲစစ်ပန်းနေတဲ့အခြေအနေမှာရှိနေတယ်လို့သုံးသပ်ပြောကြားလာပါဗျ။အဲဟုတ်ကဲ့လေးကြီးကောပေါ့နော် လေးကြီးကောမြို့ကတော့ကျွန်တော်တိတိတော့ကတော့စစ်တပ်ကထိန်းချုပ်သွားပြီဒီလေးကြီးကောဟိုဘက်အကျော်ကိုသူတို့ဆက်သွားနေရပါတော့နော်ကျွန်တော်တို့မင်းလက်ပံတို့ဖလူတို့ပေါ့အဲလေးကြီးကောမြို့ကတော့စစ်တပ်က ပြောရမယ်ဆိုတော့ထိမ့်ချုပ်ထားတယ်ဒီဒါပေမဲ့၄ GB ကနေမြေတစ်ခုလုံးကိုတို့မရသေးဘူးပေါ့နော်အဓိကကတော့ဖလူးပဲဖြစ်မယ်တယ်ပေါ့ဖလူးမင်းလက်ပံပြီးရင်ကျွန်တော်တို့ဘောလီရဲ့ဟိုဘက်တို့ကြသွားတဲ့စကန်းကုန်းနေပေါ့စကန်းကုန်းနေပေါ့ဆိုတော့အနေထားကြည့်ရတာကကေကေပတ်ကိုရပြီးကမှစစ်တကဆက်မတိုက်တော့တဲ့အနေထားမျိုးကိုတွတ်တွေ့ရတယ်ဒါပေမဲ့အခုစားခစနစ်ပေါ့နော်ကော့ဂရိတ်အခြေဆိုင်တက်ဒီနောင်ချိုကနေပြန်ပြီးတော့ဆင်းလာတာရှိတယ်ပေါ့ အဲအဲ့ဒီတက်တွေကဒီတက်မနှစ်နှစ်ပေါ့နော်ဒီတက်မနှစ်နှစ်ရဲ့တက်တွေကိုလာပြီးတော့အင်အားဖြည့်တင်ရတဲ့အနေထားမျိုးပေါ့လောလောဆယ်တက်မနှစ်နှစ်ကတက်မလုံးထိုးနေတာတောင်မှပဲမရဘဲနဲ့ဒီလေးကီကော်နာမှာတက်နေတာကိုသွားတွေ့ရတယ်ပေါ့နော်အဲသူတို့ရဲ့တိုက်စစ်ကလည်းစစ်ပန်းသွားတယ်လို့ဆိုရမှာပေါ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ဟိုရခင်အောင်စရစစ်ကြောင်းတောင်မှပဲမလာနိုင်ခဲ့တဲ့ကျွန်တော်တို့ဒီကော့ဂရိတ်ပေါ့နော်ဒေါနာတောင်ကျော်ကိုသူတို့က အလင်းမြန်ဖြတ်လာခဲ့တယ်ဒါပေမဲ့အဲ့မှာအလင်းမြန်ဖြတ်လာတယ်သူတို့စစ်ပန်းသွားတာဗောနော်စစ်ပန်းသွားတယ်ဒီကော့ဂရိတ်အပြီးရနဲ့ကျွန်တော်တို့ဒီမြောက်ဝီဗောနော်မြောက်ဝီတင်ကန်းညီနောင်မြောက်ဝီမြောက်ဝီကနေမှဒီတောင်ပိုင်းတောင်ဘက်ကိုပြန်ဆင်းလာတဲ့အချိန်မှာစစ်ပန်းသွားတဲ့အနေထားဒါကြောင့်စစ်တပ်ကလည်းရှမ်းမြောက်မှာပေါ်နော်နှစ်ပေါင်နေရှမ်းမြောက်မှာ၁၀၂၀ခုံကလေးကရောက်နေတဲ့စားကစနစ်ကိုဟိုပြန်ပြီးတော့ဆွဲပြီးတော့စစ်အင်အားဖြည့်ရတဲ့အနေထားမျိုးလိုပဲပြောရမှာဖြစ်ပါတယ်ဗျာဟုတ်ကဲ့ အနာဒိစတက်ကစစ်ကြောင်းငါးချောင်းဖြန့်ခွဲပြီးလီဂီကိုကိုရဖို့အပြင်းထန်တိုက်ခိုက်နေတယ်လို့ BGA ဘက်ကလည်းလီဂီကိုရဲ့အရှိမြောက်ဘက်မေဝါခီရွာဘက်က BGA ရဲ့ဗိုတင်ဝင်းအဖွဲ့ကစစ်ကြောင်းကူထိုးပေးနေကြတယ်လို့သိရပါတယ်။ဒါ့အပြင် BGA ရဲ့ဗိုမုတ်တုံအဖွဲ့ကလည်းလီဂီကိုရဲ့နောက်မြောက်ဘက်ကကြက်ကူရွာကနေစစ်ကြောင်းကူထိုးပေးနေကြတယ်လို့မြေပြင်စီအစည်းအဝေးမြစ်တွေစီကသိရပါတယ်။တော်လိုင်းပူပေါင်းတပ်ဘက်ကလည်းလီဂီကိုမြို့တစ်တွေမှာ KLN နဲ့ဥဆောင်ပြီး viewer အမှတ်30နဲ့ Justice စစ်ကြော Cobra စစ်ကြော Vino စစ်ကြော Justice Soldier စစ်ကြော Mami Bubon စစ်ကြောစတဲ့အဖွဲ့တွေပူးပေါင်းခုခံနေတယ်လို့လည်းသိရပါဗျ။ PKT စစ်တမ26ရက်တုန်းကတော့တော်လိုင်းပူးပေါင်းတပ်ဘက်က Cobra စစ်စင်ရေးမှုဗိုလ်မှူးတာဘောကိုတိုင်းစစ်မြေပြင်မှာဥဆောင်တိုက်ခိုက်နေတဲ့ရုပ်တံတစ်ခုလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့ခဲ့ပါသေးတယ်။ဒီလိုမြောက်ရီမြို့တောင်ဘက်ဒီကီယိုမြို့တင်မှာအပြင်းထန်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်အနီးနားကဆေးရထက်မနေရှိဒေသခံ၃000ကျော်ဟာ စစ်ပေးရှောင်နေရတယ်လို့သိရပါတယ်။လေးကော်မြူတစ်ကအလွန်ရေးပါတဲ့ဆွေတော်ကွန်ပြူရာကိုစစ်တပ်ကပြီးခဲ့တဲ့အော်တိုဘတ်၁၈ရက်နေ့မှာပြန်ထိချုပ်လိုက်နိုင်တာကြောင့်လေးကော်ကြပြီလို့လည်းပြောနေကြပေမဲ့မြေပြင်တည်တင်းရေးမြစ်တွေကတော့ငင်းဆုံနေကြဆဲဖြစ်ပါတယ်။တလားကြော်ကြပြင်းပြင်းထန်ထန်ဖြစ်ပေါ်နေတဲ့တိုက်ပွဲမှာနှစ်ဖက်အနိုင်ရှုံးမတဲခွဲတဲ့အနေအထားမှာရှိနေစေလို့တော်လိုင်းရေးဘော်တွေကယုံကြည်ယူဆနေကြဆဲဖြစ်ပါတယ်။